OWIC ကတ်တွေထုတ်ပေးဖို့နှောင့်နှေးလျက်ရှိတာကြောင့်ဂျပန်ကိုသွားရောက်အလုပ်လုပ်ကင်မဲ့သူတွေအတွက်ကာလရှည်နေထိုင်ခွင့်လက်မှတ် COE ကို3လကနေ6လကိုတိုးမြှင့်ပေးထားကြောင်းရန်ကုန်မြို့မှာရှိတဲ့ဂျပန်တန်ယုံကထုတ်ပြန်ပါတယ်။ကာလရှည်နေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသူတွေဟာမြန်မာနိုင်ငံဆိုင်ရာဂျပန်တန်ယုံမှာသတ်မှတ်ထားတဲ့ visa လျှောက်ထားခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေပြီးစီပြီးထုတ်ပေးထားသူတွေဖြစ်ပါတယ်။လက်ရှိမှာမြန်မာနိုင်ငံအလုံသမားဝင်ကြီးဌာနရဲ့အလုံသမားဆေလုံရဲ့စနစ်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေနဲ့ မြန်မာနိုင်ငံအလဲပိုင်းဒေသမှာလှုပ်ခတ်ခဲ့တဲ့ငလင်ထံတက်ရောက်မှုတွေကြောင့်အလုံသမားဝင်ကြီးဌာနကဆောင်ရွက်လျက်ရှိတဲ့ပြည်ပအလုံကိုင်းအလုံသမားတက်သေးကန်ကပ်ပြ OWIC ထုတ်ပေးခြင်းလုပ်ငန်းစဉ်တွေနှောင့်နှေးလျက်ရှိတာကြောင့် COE လက်မှတ်ကိုင်းဆောင်ထားသူတွေကိုလက်တလုံးမှာ 3လကနေ6လကိုတက်တန်းတိုးဝင်မှာဖြစ်ကြောင်းတန်ယုံကထုတ်ပြန်ပါတယ်။ဒါ့အပြင် OWIC ကထုတ်ပေးမှုဆိုင်းငံ့ထားတဲ့အတွက်အခက်အခဲနဲ့စိုးရိမ်ပူပန်မှုတွေကြုံတွေ့နေရတဲ့မြန်မာနိုင်ငံသားတွေအတွက်ဆွေးနွေးအကြံပေးရေးဆန္ဒကိုဧပြီ9ရက်ကစတင်ပြီးဖွင့်လှစ်ထားတယ်လို့တန်ယုံကထုတ်ပြန်ပါတယ်။ဒီဆန္ဒကိုမြန်မာဂျပန်စင်တာမှာ အချိန်ကာလအကန့်အသတ်နဲ့ဖွင့်လှစ်ထားပြီးအလုံသမားစီလိုရေးအေဂျင်စီပညာသင်ကြားရေးစိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ရေးဥပဒေရေးရာစသဖြင့်ဆိုင်ရာကဏ္ဍများစွာအလိုက်ကျွမ်းကျင်ပညာရှင်တွေနဲ့ဆွေးနွေးတိုင်ပင်နိုင်မှုစီစဉ်ထားတာကြောင့်ဆက်ဆက်လာရောက်ပြီးဝန်ဆောင်မှုတွေရယူနိုင်တယ်လို့တန်ယုံကတိုက်တွန်းထားပါတယ်။စန္ဒာကိုမလာရောက်မီဥစွာကြိုတင်စည်းရင်းသွင်းရမှာဖြစ်ပြီးပထမအကြိမ်မှာစန္ဒာတီရှိရာ MJC ကိုအတက်နိုင်ဆုံးကိုရင်လာရောက်ဆွေးနွေးစီလိုပြီး ကိုရိုင်းလာရောက်ဖို့အခက်အခဲရှိပါကအွန်လိုင်းနဲ့ဆက်သွယ်ဆွေးနွေးပေးမှာဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာဂျပန်တန်ယုံကထုတ်ပြန်ထားပါတယ်။